လေးပုံမှာမင်းရဲ့ number ဆုပေးလို့ပြောတာကျွန်တော်ကဟိုအတော့ကအာပါခွန်လေငလင်တော့ကကျွန်တော်အမတော်ဆုံးမလာရဖရားအတွက်ကိုရှိပြချွေပေါ့နော်ကျွန်တော်ဘိုင်းနဲ့ရွှေတွေအကုန်လုံးရောင်းပြီးလူတာလူတိုင်းကလည်းအဲ့ number လေးကချမ်းထားတာချမ်းပြီးတော့ရှင်းပြောရင်ွက်ထားတာပေါ့နော်အရာလေးအဲ့ဒါကိုလေးပုံရောက်မှအမတော်သူ့လာလူပါလာလူပါနဲ့ပြောနေတာအဲ့ဒါနဲ့ကျွန်တော်သွားပြီးတော့လာပြီးပြီးပေးလိုက်တာကျွန်တော်ပူးရင်ကိုမယုံဘူးကျွန်တော်ကြတော့တမျိုးပူးတာကတ်တာလုံးဝလက်မခံဘူး ။တက်စီးတာနက်စီးတာတိုက်စီးတာလုံးဝလက်မခံဘူး။ကျွန်တော်နာမလည်းစီးလို့မပေးဘူး။ကျွန်တော်နာမစီးရင်သုံးသိန်းနိုင်ရိုက်တယ်။လုံးဝဘယ်မှမပူရဲဘူး။ဥရလည်းလက်မခံဘူး။ဟုတ်။ဒါတွေကအန္တရာယ်ကင်းဘေးရှင်းဖို့အတွက်ပဲနေတာ။ယုံကြည်ရတဲ့ဝင်ရပါတော့အားကိုးရပဲပေါ့။ဟုတ်ဟုတ်။ဟောဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner ဆရာဦးတန်းထိုင်လေးမှာတောင်ကြီးမျိုးပါပါ။ဟုတ်တောင်ကြီးမျိုးပါပါ။တဲရောဂမ်ဘီယာဝေဒဒေဝဝိဇာပညာရှင်ပါ။ဒီနေ့လူတာနဝရလက်စွပ်နဝရကိုပါလက်စွပ်ဟိုကျွန်တော်ဝိဒက်လက်စွပ်ပေါ့နော်။အဲလက်စွပ်ကိုလူတာပါ။ အဋိဌာန်နဲ့လူတာပါအဋိဌာန်နဲ့လူတာပါအဲကာလန်တန်ကြီးဆိုရင်ကျွန်တော်တို့ကဒုံးဝယ်တာဆို80နဲ့မှ5000တန်ပါတယ်နောက်ဒီပရိသတ်ဒီပေါ့နော်ဒီလာတဲ့ balance set ဒီအကုန်လုံးကြတော့29သိန်း9000အားလုံးပေါင်း69သိန်းလို့ဒီနေ့ပြတာပါအားလုံးပေါင်း69သိန်းမှုကြပါတယ်ဟုတ်ဟုတ်ညနေခင်းမှာလဲဟိုအားလုံးမှာသမင်းစူးရီယာကျွေးมาဖြစ်ပါတယ်အမကျော်ရင်ကျော်ရဲ့ခြံမှာရုပ်ချင်းခြံမှာမတော်ညနေနေ့တိုက်ခြံပေါ့အဲ့ခြံမှာကျွေးมาဖြစ်ပါတယ် ။ဟုတ်ကြုံတွေ့ကြတာကတော့အများကြီးပဲကျွန်တော်ကငကိုကချောင်းဆရာချောင်းဆရာကျူရှင်ဆရာပေါ့နော်။2018ကိုဒီဟိုဟာရန်ကုန်မြို့လာပြီးတော့မှ PPTD လာပြီးတော့တင်တာပေါ့နော်။တင်နှန်းလာတင်တာ။အဲ့တင်နှန်းလာတင်တဲ့အခါမှာမှဒီအမတော်သူကြီးချာချာပေါ့။အမတော်ကဒီလိုမျိုးစွမ်းနေပေါ့။အဲတကူးကြီးတယ်လို့ပြောရတယ်လာပြီးတော့တွေ့လိုက်တာ။အဲတွေ့ပြီးတော့ဝင်ဖူးတာပေါ့နော်။ဖွေးနဲ့ဒိဋ္ဌာနဲ့အခါမှာဒိဋ္ဌာပြေပါတယ်။လုံးဝပြေပါတယ်။အဲကြောင့်အိမ်မှာပေါ့တောင်ကြီးမြို့မှာလည်းနန်းပွင့်ထားပါတယ်။2018ကနေစပြီးတော့မှဒီတဲတော့ဒေရင်ဟောတာပေါ့နော်။ ်တယ်တော့ဘီရင်ဟောင်းနဲ့နန်းထောင်တာပါစေရနာမြတ်သုံးပါးတဏ္ဍလို့ခေါ်ပါတယ်အဲ့ဒီကနေစပြီးတော့မတော်ဘူးအာကူတာပေါ့နော်ကိုယ်ကိုယ်လည်းမပြောအာကူတာပေါ့အိမ်မှာလည်းပုံတော်ပုံစားထားပါတယ်အမြဲတမ်းရန်ကုန်လာတိုင်းလည်းလာပါတယ်မတော်စီအများကြီးလည်းကြည့်ပါတယ်ဟုတ်အဲကျွန်တော်ကြတော့စီဝါရေရောပထမ်းဆက်တွေနဲ့တွေ့ရတာအမတော်ရဲ့ပထမ်းဆက်တွေငကဆက်တွေအများကြီးတွေ့ရပါတယ်ဟုတ်လူမေးဆိုင်ရတဲ့အများကြီးတွေ့ရပါတယ်အများကြီးကိုကူညီပေးနိုင်ပါတယ်မတော်ကအရန်တဲ့ဝင်ယုံကြည်ပါတယ်ဟုတ်အရန်ကောင်းတာပေါ့အရန်ကောင်းတာပေါ့ ။အားတော့ကြီးကဆော့ဆော့ပါဥကျော်ရင်ကျော်ပြောနေမျိုးပေါ့နော်။တိုင်တန်းရှင်လည်းမဟုတ်ဘူး။တိုင်တန်းသားလည်းမဟုတ်ဘူး။နတ်လည်းမဟုတ်ဘူး။တကယ်ပါရမီရှင်နဲ့သူ့ရဲ့ဟိုအကြောင်းပေါ့နော်။အထုံးပါရမီကြောင့်အဲတဏီယာပြသူ့ရဲ့ကျင့်ကြံအာဆရဏာအကြောင်းကောင်းတာ။ဟိုလူဆိုရင်တွေးလိုက်ချင်တာပေါ့နော်။ပြေးပြီးတော့တွေးလိုက်ချင်တာပေါ့အမားတို့ရဲ့။ကိုအမေလိုပဲပေါ့နော်။ဟုတ်။အဲထိမ့်မမဟုတ်တော့ဘူး။ဒါရှင်းချင်းပြောရင်ကျွန်တော်ဒီရန်ကုန်ဆက်လာတာဒီလိုမပါသေးဘူးပေါ့နော်။ဟောကန်လာခွင့်တာရန်ကုန်မှာကျွန်တော်၁၇ရက်နေ့စခွင့်မှာဟောကန်ဟိုတယ်မှာခွင့်မှာပေါ့နော်။ဒီပဒန်းစတီလာတွေ့ရင်လည်းဒါပေမဲ့၄ဘုံမှာ မင်းရဲ့ number ဆုပေးလို့ပြောတာကျွန်တော်ကဟိုအတော့အာပါခုံးလေငလင်တော့ကျွန်တော်အမတော်ဆုံးမလာရင်ဖရားအတွက်ကိုရှိပြချွေပေါ့နော်ကျွန်တော်ဘိုင်းနဲ့ရွှေတွေအကုန်လုံးရောင်းပြီးလူတာလူတိုင်းရတယ်အဲ့ number လေးကချမ်းထားတာချမ်းပြီးတော့ချင်းပြောင်းကွက်ထားတာပေါ့နော်အဲ့ဒါလေးအဲ့ဒါကိုလေးမော်ရောက်မှအမတော်သူ့ကိုလာလူပါလာလူပါနဲ့ပြောနေတာအဲ့ဒါနဲ့ကျွန်တော်သွားပြီးတော့လာပြီးပြေးလိုက်တာဟောကန်ကကြာတော့ကျွန်တော်ကတောင်ကြီးမြို့မှာကြာတော့ရန်နာမြေသုံးမတန်တန်းဆိုဖွင့်ထားတယ် အဲကျွန်တော်ရဲ့ချမ်းမှာနန်းပွင့်ထားတယ်ကိုမျိုးရှင်ဟော်နန်းပေါ့နော်ဌာနတိုင်းအကုန်စုံရှိတယ်တဲတော့ပြည်နဲ့လုံနေကြီးပြီးတယ်ဒီရန်ကုန်မြို့ကြတော့အလင်းသင်္ဘလို့ပေါ့လာတဲ့ချိန်မှာမှဖွင့်ပေးတာအခု17ရက်နေ့ကနေပြီးတော့15ရက်နေ့ထိရန်ကုန်ဟိုတယ်ပေါ့အဲ့မှာဖွင့်မယ်အဲ့မှာတဲတော့ဆွဲပေးမယ်ပေါ့လူဝေးချမ်းမကြီးစီပွားရေးအကုန်လာပြီးတော့မေးလို့ရတယ်အချိန်လေးတော့သတ်မှတ်ထားတယ်နှုံးလေးလည်းသတ်မှတ်ထားတယ်တင့်တော်ရဲ့နှုံးလေးပေါ့နော်အဲ့လိုလုပ်ပေးပါတယ်ဟုတ်အာကျွန်တော်တို့ကဖရာတရားတန်ခါရေနံမြတ်သုံးပါးကိုးွယ်ရပူဇော်ရ အမားတော်မြန်နေတွေတို့အမားအောင်မင်းကောင်တို့စားတဲ့တိုင်တန်းရှင်တွေအကုန်လုံးတဏှာပြပြောမယ်ဆိုပုံကိုယ်တွေအကုန်လုံးအကြတော့အားကိုးတာပြီးတော့လေးစားတာတို့ရဲ့လှုပ်ဆောင်သွားတဲ့တို့ရဲ့သာနာပြုသွားတဲ့အရာတွေကိုလိုက်ပြီးတော့ထားကြမကွာလိုက်လိုက်နာတာလိုက်နာပြီးတော့ချစ်ခင်တာအားကြောင့်ချစ်ခင်တို့ရဲ့တို့ရဲ့လမ်းစဉ်တွေကိုလိုက်နာချစ်ခင်တဲ့အတွက်တို့ကလည်းကိုယ့်ကိုကူညီမသာဆောက်ရှောက်တယ်တို့ကတကိုးတွေရှိတယ်အဲ့ဒီဘက်တွေရှိတယ်အားလုံးက remedy ဘရားကိုစောင့်နေကြတာအဲ့ remedy ဘရားအတွက်အားလုံးကူးကျင်လို့သာနာပြုကြတာပေါ့နော်သာနာကျိုးပြုကြတာပေါ့ ပြီးတော့တကူတော့ writer တွေလုပ်ပါတယ် writer လုပ်ပါတယ်ဟုတ်အဲဘယ်လိုလိုမျိုးလိမ့်ပန်းပြီးတော့ဆိုတော့အဓိကကျွန်တော်ကဒီလိုဟိုပါပေါ့နော်အဲတဘာဝဘေးကနေလို့ဖြစ်တဲ့အခါပြီးရင်တကူတော့ writer ဟိုအဲအဆောက်လုပ်တာကိုဗစ်ကလေးအဆောက်လုပ်တာတယောက်တည်းပဲလူပဲတယောက်တည်းပဲသွားလာလို့ရှာပြီးလူပေးတာပေါ့နော်အဓိကကတော့ဒီမျိုးငလင်ဘေးလို့ရေဘေးလို့အဓိကလူပေးပါတယ်ဟုတ်ဟုတ်ဟောအဲ့ဒါလေးကဆောစော69သိန်းထဲမှာပါတယ်ဒီတိုင်းပဲစေတနာနဲ့ပေါ့အဲ့လိုလူပေးတာ ဝန်ထမ်းဦးဒီကဦးစားပေးလူပေးတာပေါ့နော်လူပေးတာအခုကြွားတဲ့တဲ့တွေတော်တော်များကျွန်တော်ပန်းဆက်တွေများတယ်ကျွန်တော်မိတ်တွေလာကြတာပေါ့နော်အားလုံးဟုတ်ဟုတ်အဲ့ဒါလေးကကျွန်တော်ကတောင်ကြီးရဖြစ်တဲ့တည်းပဲကြောင်းမိုင်မုံဆရာတော်ဘုရားကြီးရဲ့လက်ပတ်အစ်စ်ဆရာတော်ကြီးစီမှာသူကဘာလုပ်ထားတာပေါ့နော်တိတ်တိတင်ထားတာပေါ့နော်အဲ့ဒီတင်ထားတာလေးကိုဝေးပေးတာပါဟုတ်အဓိကတဲတော့ပေါ့တဲတော့တဲတော့ပဲဆွဲတာဟုတ်တဲတော့ဝိဇ္ဇာဒဏ္ဍတိုက်ပေါ့အကုန်လုံးပေါ့နော်အကုန်လုံးပါတယ်ပေါ့ဟုတ်ဒီကရန်ကုန်ကဆရာကြီးစီလက်လာတွေ့တာပေါ့ပညာလာယူတာပါဆရာကြီးစီဟုတ်အဲဆရာကဒီရန်ကုန်မှာမိန်းဆရာ၅ပါးရှိတယ် ငါးပါးပရမတ်ဆုံးဆရာကတော့ရောက်ကော်ဆရာလေးပေါ့နော်အဲတကယ်ပြောမယ်ဆိုတော့ main ဆရာကကျွန်တော်မိရဲ့ဘေးရင်ဆရာမဘေးရင်နဲ့ကိုကပြန်လာဆုံးသွားတာတနည်းနည်း10လရှိသွားပြီအဲ့အမေးဆရာတော့ပညာရတာပေါ့နော်သူကတော့ဟိုရိုးရဘေးရင်ပညာရှင်ပေါ့အဲ့အမေးကအဓိကပညာရှင်ပေါ့ပြီးတော့ပရမတ်ဆုံးပရမတ်ဆုံးတစ်ယောက်ကကြာ9ယောက်ထဲမှာရောက်ကော်ဆရာလေးရောက်ကော်ဆရာလေးကလုံးဝဒီဝိဇ္ဇာတက်ကိုပေးတဲ့ဆရာလေးဖြစ်ပါတယ်ဒုတိယကအဘကျော်ဟင်းကျော်ဒရိုက်တာအဘကျော်ဟင်းကျော်သူကဝိဇ္ဇာတက်လုံးဝပြေဝပေးတာ ်တတိယကျတော့နတ်မှာကျတော့ဆရာမဏိဇောဒရရန်ကုန်ဦးဝင်းလိုင်သူရဲ့သူ့ရဲ့တပည့်ရင်းမှာ145ရောက်မှာတပည့်ပါနောက်ဆရာနန်းအောင်လိုင်ဆရာကုစောအကျွားတော့ဆရာနန်းအောင်လိုင်ပေါ့နော်အဲ့ဆရာနန်းအောင်နဲ့မှာလည်းအင်းစမပညာအကုန်လုံးကိုသင်ပေးပါတယ်ဖေးလိုပါအကုန်လုံးဖေးလိုပဲအဲနောက်တစ်ယောက်ကဆရာဟိန်းလက်စာရေးဆရာဒရိုက်တာဟိန်းလက်သူစီမှာတဲတော့ပညာစာတိဖိကယူထားတာပါဟုတ်ဟိုကဆရာ9ယောက်ပေါ့နော်ဆရာမေးရ9ယောက်ကျွန်တော်ပူးရင်ကိုမယုံဘူးကျွန်တော်ကျတော့တမျိုးပူးတာကတ်တာလုံးဝလက်မခံဘူး တက်စီးတာနက်စီးတာတိုက်စီးတာလုံးဝလက်မခံဘူးကျွန်တော်နားမှာလည်းစီးကိုမပေးဘူးကျွန်တော်နားမှာစီးရင်သုံးသိန်းနိုင်ရိုက်တယ်လုံးဝဘယ်တော့မှမပူရဲဘူးဥရလည်းလက်မခံဘူးဟုတ်ဒါတွေကအန္တရာယ်ကိန်းဘေးရှင်းဖို့အတွက်ပဲနေတာယုံကြည်ရာတက်ဝင်ရာပေါ့နော်အားကိုးရာပဲပေါ့ဟုတ်ဟုတ်